ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ပူပြင်းလို့နဲ့နေရတဲ့အမနဲ့စောစောကလေးကစနေပြီအင်းဒီယိုတွေအားလုံးလည်း၆နွမ်းကုန်ပြီဒီတိုင်းဆိုဘယ်သူမှဝေကြမှာမဟုတ်တော့ဘူးရင်းနေနေလောင်းပြရမယ်တောင်းနေပေါ်ဟင်းသီးဟင်းရွက်တွေတင်းနေရင်းနဲ့ ဦးအောင်ကရေပုံးထဲကရေနှခွက်၃ခွက်လောက်ထည့်လိုက်ပြီးနေသိဟိရွက်လေးကိုဖြန်လိုက်ပါလေဒီချိန်မှာပဲကိုမိုးကရှုံအင်းထဲကနေထွက်လာပြီးရေချိုးပေါ်ရေပုံးထဲထည့်ထားတာလေရေဒီဘသူသုံးပြစ်လိုက်တာလေနနိုးရေဘမလေထွက်ခေအောင်အကိုကြီးအမေနဲ့ရောင်းမလေးကရေခတ်သွားတယ်မကြခင်ပြန်လာတော့မှာပါအဲ့နောက်မှာဒေါချင်းနဲ့နနိုးကပုံဝန်လွတ်တွင်းနေပူပြင်းနေနေပူတွေကနေပြန်လာကြပါလေ ။မင်းတို့နှစ်ယောက်ရေသွားခတ်ပြီးတော့ရေပုံးလွတ်တွေပြန်ယူလာတာလား။အမလီမေးမနေပါနဲ့တော့ရှင်။အပူတန်ကြောင့်ရေအတွက်အရန်ကိုရန်ဖြစ်နေကြရတာ။ပုံးတဝက်ပဲဖြည့်နိုင်ခဲ့တယ်။ဒါနဲ့ပဲဖြည့်ရှင်းရတော့မယ်။အမေရေမချိုးပဲဆက်ယုံသွားရင်ပိုင်ရှင်ကလူအများရှိမှကျွန်တော်ကိုရှက်ခွဲလိမ့်မယ်။ကျွန်တော်ရေချိုးဖို့ရေနည်းနည်းတော့ခြံထားပါဦး။ဒါပေမဲ့လည်းရေရှားပါမှုကြောင့်ကိုမိုးဟာရေမချိုးပင်ဆက်ယုံကိုရောက်သွားခဲ့ပါတည်း။အဲ့ဒါကတော့ရေတံမှုတွေထုတ်လုပ်တဲ့ဆက်ယုံပေါ့ကွယ်။ ဘာလို့နောက်ကျနေတာလဲညီလေးအခုမှလာရအောင်ဒါပဲချင်းလေဒီနေ့ပလင်းတောင်းမှားထားတာကိုအပြီးလောက်ရမယ်အလုစားလို့တော့ဟုတ်ကဲ့ဆရာဒီချိန်မှာပဲဇာနီရဲ့ဖုန်းကိုဖုန်းတကောဝင်လာခဲ့ပါတယ်ကိုဇာနီဘာမှလဲကျမတို့ရေပန်းဥယင်သွားဖို့ဘလောက်ကြာကြာစောင့်နေရမှာလဲဖဖေမင်းမြန်ပြန်လာပါသမီးတို့ရေပန်းဥယင်မှာအပန်းဖြေချင်တယ်โอเคသမီးလေးဖဖေလာပြီပြီးရင်ဖဖေမင်းတို့နှစ်ယောက်လုံးကိုရေပန်းဥယင်ကိုခေါ်သွားပြီးတော့ပျော်အောင်ထားမယ် ကိုမို့အော်ဒါကိုအချိန်မီပြင်ဆင်ပေးပါကားက6နာရီမှရောက်လိမ့်မယ်ကောင်းပြီဆရာဆရာကသူ့ကလေးတွေကိုရမ်းပြောအောင်ထားတာတပတ်ကိုတစ်ခါရေပန်းဝင်ရင်ကိုခေါ်တော့တယ်ငါ့ကိုတော့အလုပ်တွေအကုန်ပုံပေးပြီးတော့သူတို့ကပြုံနေကြတာလာစားကလည်းနေမှနေအိမ်စည်းနေရင်ကုန်နေပြီစင်းရဲသားဘဝဆိုတာရှင်နုံနေနေနေတဲ့ဘဝနဲ့တူတယ်မလားတတိတွေကစီးပွားရေးအခြေခံခိုင်မာကြပါတယ်။ဆောင်းရာသီပဲဖြစ်ဖြစ်၊နေရာသီပဲဖြစ်ဖြစ် ကိုစင်ပြေအောင်ရာသီဥတုကိုမမှုပဲနေခြင်းတို့နေလို့ရပါတယ်။ဒီဇလန်နေ့မှာအရေးကြီးဆုံးကတော့စင်းရဲသားနဲ့ချမ်းသာသူတွေအတွက်ရေရဲ့အရေးပါပုံပါပဲ။ကိုမိုးရဲ့မိသားစုကအသက်ရှင်ဖို့အတွက်ရေနေနေလေးပေါ်မိခိုနေရခြင်းမှာတတိယမိသားစုမှာတော့ရေပန်းဥယျာဉ်မှာပျော်ရွှင်နေကြပါတယ်။ကိုစုကတော့တချင်းတကြောကြောအောင်ဆိုရင်းနဲ့ပျော်ရွှင်နေခဲ့ပါတယ်။ဖဖေနဲ့မမေတားပြောတာကြလားဒီရေလွှာရှုံးမှာတားရင်ပြုံးနေတယ်။တကယ်ပါပဲ။ ရေပန်းဥယျာဉ်ကိုစနစ်တနင်္ဂနွေခရီးထွက်တာမောပန်းတော်ပြေပြောက်စေရနော်။ချမ်းသာတဲ့သူတွေကသူတို့ပတ်စံနဲ့ရေချိုးနေကြခြင်းမှာစင်းရဲသားတွေကပူလောင်တဲ့အတန်ကိုခံစားနေကြရပါတည်း။အမေအဖေစားဖို့အစင်နဲ့ဖြစ်နေပြီ။ထမင်းပွဲပြင်လိုက်ရတော့မလား။ဟဲ့ချွေးမထမင်းချက်ရင် ချွေးတွေရွှဲနေရပဲ။ခြံထဲထွက်ပြီးလေကောင်းလေတန်ခံမအောင်ဟဲ့။အမေခြံထဲမှာလေတောင်မတိုက်ဘူးရေချိုးမှပဲတက်တာမယ်ဒါပေမဲ့ရေမှမရှိတာ မမေမမေကျွန်တော်တကူလုံးကိုပျော်စိတ်တွေကြိုက်နေတယ်လို့ပဲအပူဒဏ်ကြောင့်တကူလုံးရားနေတယ်မမေရဲ့အဲ့ဒီတော့ရားတာကြောင့်ကိုနိုင်တယောက်ကကုန်ရင်နဲ့သွေးထွက်လာခဲ့ပါလေအမေကြည့်ပါအောင်သွေးထွက်နေပြီအယမ်းမငုံနဲ့နွေရာသီရဲ့အပူတန်းဆလာပြီတမားတော်ကြီးစီကနေနဝရက်ပေါင်တာမုံသွားယူလာမယ်အဲ့ဒါလိမ့်လိုက်ရင်အဆင်ပြေသွားမှာပါမနဲ့ပြတ်မနဲ့ဆောဆောအမေတို့ရက်ွက်ရဲ့ရေပိုက်ကောင်းကိုသွားပြီးရေခက်ကြမယ်မနဲ့၄နာရီမှချွေးမနဲ့ရောက်ခမကား ရက်ွက်ရည်တောက်တုံးရည်ပုံပိုင်းကရေခတ်ဖို့အတွက်ပုံတပုံးနဲ့သွားကြပါတော့တယ်။အိမ်နောက်မှာခွေးတွေကလည်းဟောင်ကြတော့တာပေါ့။အမေဒီခွေးတွေကအရင်ကြမ်းတမ်းပုံရတယ်။အကိုက်မခံရအောင်ပြန်သွားကြဆုပ်ပါ။အိမ်မှာရေတဆမ်းမှမရှိဘူးလေ။ရေမရှိပဲထမင်းဘလို့ချက်ကြမလဲ။ရက်ွက်ထဲကလူတွေရေလာမခက်ခင်အချိန်နည်းနည်းတော့ရှိသေးတယ်။မြင်မြင်သွားဖြည့်ကြဆုပ်။သူတို့နှစ်ယောက်လုံးရေးဖြည့်ပြီးပြန်လာတော့ဒေါချစ်ကိုခွေးကကတ်လိုက်ပါတယ်။အရန်နာရာကြောင့်ဒေါချစ်တယောက်ကလေးကျသွားပါတော့တယ်။ လေးအမေအဆင်ပြေရလားယင်ရေနည်းနည်းလေးဖြည့်ဖို့ကျမတို့ဘလောက်တောင်ကြီးမားတဲ့တန်ဖိုးပေးခဲ့ရတာလဲစင်ရဲသားတွေရဲ့ဘဝအမြဲတမ်းနာကျင်မှုတွေနဲ့ပြည့်နေတယ်တခါတရံစာလောင်ပြီးတခါတရံပူပြင်းတဲ့အပူတန်ကြောင့်ရောရေမရှိတာကြောင့်ရောဒုက္ခအမြဲကြုံနေရတယ်ဒီလိုနဲ့နုနုကသူ့အိမ်မှုကိစ္စတွေကိုရေနည်းနည်းလေးနဲ့ပဲဖြည့်ရှင်းခဲ့ရပါတယ်တချိန်တည်းမှာပဲချမ်းသာတဲ့လူနေရပ်ကွက်ကဘန်ဂလိုအိမ်တိုင်းရဲ့အပြင်ဘက်မှာကြည်ပန်းတွေကအလဟတ်သက်စီးဆင်းနေပါတယ် ချမ်းသာတဲ့လူတိုင်းမှာရေကူးကန်တွေကိုပန်းရေချိုးကန်တွေနဲ့ရေကာလန်ထောင်ပေါင်းများစွာဆက်နေတန်ကြီးတွေလည်းရှိကြပါသေးတယ်။မေခင်ရေဒီနေ့တော့အသီးသည်စီကနေတက်သီးချိုချိုလေးတွေဝယ်လာတယ်။အဲ့ဒါကြောင့်တက်သီးဖြော်ရည်လေးလုပ်ပေးပါအောင်။ဒါပေမဲ့ကျမလူတိုင်းအတွက်တကြားရည်အေးအေးလေးလုပ်နေတာကောင်းပြီလေ။ဒါဆိုရင်လည်းပြစ်လိုက်တော့မယ်။မေခင်အဲ့ဒီရေကဘာဖြစ်လို့လဲ။ဘာလို့ရေအကုန်လုံးတုံပြစ်လိုက်တာလဲ။အမေရေရေနည်းနည်းလေးအတွက်နဲ့စကားများမနေပါနဲ့။ ။ဘာပဲဖြစ်ဖြစ်အဲ့ဒါတကြားရီဖြော်ဖို့လှုပ်ထားတာကြီးလေ။ရေခဲတက်တာထဲမှာရေခဲရီတွေအများကြီးထည့်ထားပါတယ်အမေရဲ့။ချွေးမငါတို့အိမ်မှာရေပေါ်တာမှန်တယ်။ဒါပေမဲ့ဒါရေဖြုံးလို့ရတယ်လို့မဆိုလို့။နွေရာသီမှာရေကဆင်းရဲသားရက်ွက်မှာဆို လေးရက်တခါပဲလာတယ်ဆိုတာသိလား။အမေအစင်နှိမ့်တဲ့လူတွေကအဲ့လိုညစ်ပတ်တဲ့ဆင်းရဲသားရက်ွက်တွေမှာနေကြတာလေ။သူတို့နေ့တိုင်းရေပေးရင်တော့ညစ်ပတ်နေမှာပဲ။တန်ရှင်းမှာမဟုတ်ဘူး။ တန်းကျဲတထေးဖြစ်ပေမယ့်ဒေါ်စင်ကယူရှင်ပြီးဖြောင့်မတ်တဲ့သဘောထားရှိတဲ့အချိန်မှာမိခင်ကတော့မာနာကြီးတဲ့စိတ်နေစိတ်ထားရှိခဲ့ပါတယ်။နွန်းတို့ရဲ့မိသားစုကရည်တဆက်ချင်းစီကိုမိခိုနေရပြီးတခါတရံထမင်းစားနေရင်လေပင်နာနေနေရင်တော့မှတောက်စရာရေမရှိရှာပါဘူး။ဒါအပြင်ချိုးစရာရေမရှိတဲ့ပြဿနာလည်းရှိနေပြန်ပါသေးတယ်။အမေရဲ့ကြီးကတပတ်လုံးမလာသေးဘူး။ကျမတို့အိမ်နီးချင်းတွေကအပြင်ကနေရေတံပူးတွေဝယ်တောက်နေကြတာ။ကျမတို့ခုစဉ်းစားနေတာ။ ရေဝဲဖို့ပတ်စံရအောင်အလုပ်တစ်ခုခုရှာရမယ်လို့လေဘာလို့လဲဆိုတော့အစာမရှိပဲအသက်ရှင်နိုင်ပေမဲ့ရေမရှိပဲတော့မဖြစ်နိုင်ဘူးအမေတကယ်ပါပဲချွေးမရဲ့အခုရေမချိုးပဲနေရတာလူလဲနန်စော်နေပြီပူပြင်းတဲ့အပူဒဏ်ကိုခံစားနေရတဲ့နူနူကပင်ကင်းနဲ့အတူမိခင်ရဲ့ခြံကြီးကိုအလုတောင်းဖို့အတွက်ရောက်လာခဲ့ပါတည်းမတန်ကျမအလုပေးပါလားရှင်ကျမတပြက်စီလဲတန့်ရှင်ရဲ့ပကံစီအကုန်လုပေးပါမယ် မိခင်ကမာနာကြီးစွာနဲ့နှာခေါင်းရှုံပြီးပြောလိုက်ပါတည်းနင်တို့နှစ်ယောက်ကအနှံ့ဆိုးတွေထွက်နေရပဲနင်တို့လိုညစ်ပတ်တဲ့လူတွေအတွက်ငါ့ချက်မှအလုပ်မရှိဘူးထွက်သွားစမ်းမိခင်ဆင်းရဲတဲ့လူတယောက်ကိုဒီလိုပြောဆိုတာမယင်ကျေးဘူးနော်ကဲသမီးဒီမှာအလုပ်လုပ်လို့ရတယ်ကျေးဇူးတင်ပါတယ်ရှင်မိခင်ကဒေါသတကြီးနဲ့ခြေထောက်ဆောင်ပြီးထွက်သွားခဲ့ပါတယ်ဒီချိန်မှာ ပင်ကီးကရေကူးကန်ကရေပန်းကိုမြင်ပြီးပြုံနေခဲ့ပါတော့တယ်အမေ ရေကဘလောက်တောင်အေးလဲကြည့်ပါဦး။ကျမရေတောက်ချင်တယ်တောက်လို့ရမလားယင်။အင်းမကောင်းပါပြီတောက်ပါ။ဒါပေမဲ့ဘသူမှမမြင်စေနဲ့။ပင်ကြီးကရေရီကိုတချိုင်ပြီးတချိုင်တောက်လိုက်ပါတယ်။အဲ့နောက်မှာတားမီနှစ်ယောက်လုံးကအလုလုလုပြီးသွားခဲ့ပါတယ်။ကျမအလုပြီးပါပြီပြန်လို့ရပြီလားရှင်။ဟုတ်ပါပြီကွယ်။ဒီရေတန့်ဘူးနှစ်ဘူးယူပြီးတောက်လိုက်။နင့်သမီးလည်းရေပန်းရေတောက်နေတာရှေ့အရန်ငတ်နေပုံမဲ။ဟုတ်ကဲ့။ကျေးဇူးပြုပြီးတီရေဖို့ကျမလာစားတဲ့ကနှုတ်လိုက်ပါ။ ဒေါ်စင်ဟာနုနုရဲ့ကုဟာကူလေးစားမှုကိုမြင်တော့ကျေနပ်သွားခဲ့ပါတယ်။အခုတော့နုနုကသူ့မိသားစုအတွက်ဒေါ်စင်တို့အိမ်ကနေရေအေးတွေယူသွားနိုင်ပြီပေါ့ကွယ်။အဲ့နောက်တနေ့မှာတော့ဟေးစင်ရဲသားငါရေချိုးခန့်မြန်မြန်တန့်ရှင်းပေးစမ်း။ဟုတ်ကဲ့မတန်။အခုချက်ချင်းလုပ်ပေးပါမယ်။နနုရေချိုးခန်းနဲ့ရောက်တာနဲ့ရေပိုက်ကောင်းတွေရေပန်းတွေအကုန်လုံးပွင့်နေတာကိုတွေ့လိုက်ရပါတယ်။ငါတို့လိုဆင်းရဲတဲ့လူတွေကရေအတွက်ကိုတိုက်ပွဲဝင်နေရတာတထေးတွေကတော့ရေကိုကယူမဆိုင်ကြအောင်ပဲ ခဏကြာမှနုနုကရေချိုးခန်းကိုတန့်ရှင်းပြီးတကားပိတ်လိုက်ပါတယ်။အဲ့နောက်တနေ့မှတော့မိခင်ကပြုတ်ခဲ့ပါတယ်။အမေမနေ့ပြန်ကိုဆိုးရဲ့မွေးနေ့ဆိုတော့လေမုံလောက်တဲ့လူတွေရောကိမုံလောက်သမားတွေအားလုံးခေါ်ထားတယ်။ជីជីမမစားတော့ပွဲကြီးလောက်ရမယ်။နုနုသမီးမိသားစုကိုလည်းမနေ့ပြန်ခေါ်လာခဲ့ဒီမှာထမင်းလာစားကြနော်။ဒီအမေကလည်းတမင်သက်သက်ကျမောက်စိတ်တူအောင်လုပ်နေရပဲ။အမေဒီအိမ်အကူကကျမတို့မိသားစုပါတီမှာမလောက်ရမှာလဲ။ ူ့မနှက်ပြန်အတွက်နားခွင့်ပေးလိုက်လေအေးပါကောင်းပါပြီနင်လာချင်လဲလားဒါပေမဲ့နေအိမ်ကရှေတံဘူးရှူလာခဲ့ငါအိမ်ကရှေတံနင်တောက်ပိုင်ခွင့်မရှိဘူးမိခင်ပြောလိုက်တဲ့စကားကနုနုရဲ့ရင်ကိုမြားနေထိုးလိုက်တယ်လို့ပါပဲဒါပေမဲ့သူကတိတ်တဆိတ်ပဲထွက်သွားခဲ့ပါတယ်နောက်နေ့မှတော့နုနုဟာသူ့ရဲ့စီးရဲတဲ့မိသားစုကိုပါတီကိုခေါ်လာခဲ့ပါတယ်အိမ်မှာမုန်းလို့သမားတွေနဲ့ကိမ့်မုန်းလို့တဲ့သူတွေအားလုံးရေမရှိလို့အလုရထားကြရပါတည်း မနက်ကျေးဇူးပြုပြီးတော့ရေးရအောင်လုပ်ပေးပါဦးမဟုတ်ရင်အလုပ်ကဒီလိုပဲရမ်းနေမှာရေးမရှိပဲဘာမှလုပ်မရဘူးအမေကျမအိမ်ထဲကရေးပိုက်ကောင်းတဲ့အကုန်စစ်ပေးပြီးရေးရမလာဘူးနေခင်ရေးရေးပေးဝေဌာနရေးပိုက်လိုင်းကိုရုတ်တရက်ဖြတ်လိုက်တာ ဖုန်းဆက်တာလည်းဆက်သွယ်လို့မရဘူးအရင်နောက်မှာကုဆူးကရုတ်တရက်ချောင်းဆိုးလာခဲ့ပါလေမမေမမေရေးပေးပါဦးကျွန်တော်တည်တော့မေအိုးဖီးယားသခင်ငါကလေး ငါကလေးလေးကဲကြပါအောင်ဘသူ့မှာရေရှိလဲကူညီပါအောင်ရှင်တာဒီရေကိုတောက်လိုက်ရေတောက်လိုက်တော့ကူဆူလေးအဆင်ပြေသွားခဲ့ပါတည်းအဲ့နောက်မှာတော့ချွေးမဖြစ်သူကိုဒေါစင်းကလောင်ပြောင်ပြီးပြောလိုက်ပါတော့တယ်ကြည်ပါအောင်မိခင်ဒီနေ့ဆင်းရဲသားတယောက်ရဲ့အိမ်အားရှည်ကနင်ကလေးရဲ့အသက်ကိုကယ်ခဲ့တာပဲနေရရှိနေပတ်သက်ပြီးချမ်းသာသူနဲ့ဆင်းရဲသူအမြဲတမ်းခွဲခြားဆက်ဆံခဲ့တာလေအမေကျမရဲ့အမအောင်နောင်တရပါပဲနုနုကျေးဇူးပြုပြီးငါ့ကိုခွင့်လွှတ်ပေးပါ အမေကနင့်ကိုရေးပေးလို့ငါနင့်ကိုအမြဲတမ်းမနာလို့စိတ်တိုခဲ့တာဒီနေ့အစပြီငါလည်းအိမ်ကရေတွေမဖြုံးတော့ဘူးနောက်ဆုံးမှာတော့မိခင်လေးသတိပြောင်းဝင်လာပြီးအခုတော့ရေကိုဖြုံးတိမဲ့အစားဆင်းရဲသားတွေကိုရေးပေးပြီးကူညီနေပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်